ิวเคลียร์ဒုံးကျည်တစ်တွေကိုထုတ်ကြွားပြီးချင်းချောင်နေပြီမဲ့အဆက်ကွဲနေရတဲ့ပူတင်ပူတင်ကသူ့ရဲ့နျူကလ িয়ার ဒုံးကျည်တစ်တွေကိုထုတ်ပြပြီးကမ္ဘာကြီးကိုခြောက်လှမ်းဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကသူကိုယ်တိုင်အရှက်ရစီမဲ့ကိစ္စဖြစ်သွားခဲ့တာပါ။ကမ္ဘာနိုင်ငံရဲ့ကျွမ်းကျင်သူတွေကတော့ပူတင်ဟာထိတ်ထိတ်လန့်လန့်နဲ့ထင်းသားတွေရှောက်လို့နေပြီဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။ ဒီကိစ္စကရုရှားရဲ့ဂန်ဝင်မြောက်လိန်ညာမှုနဲ့စတင်ခဲ့တာပါပူတင်ဟာသူ့ရဲ့ original လို့ခေါ်တဲ့အသစ်ထွက်နျူကလ িয়ার ဒုံးကျည်တွေကိုဘယ်သူမှတားဆီးနိုင်မှာမဟုတ်ဘူးလို့ယုံကြည်စေခြင်းခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ပဲသူ့ရဲ့ဒုံးကျည်တွေကအမေရိကန်ပြည်ထောင်စုအပါအဝင်အနောက်နိုင်ငံတွေကိုဖျက်ဆီးနိုင်တယ်ဆိုပြီးအစိုးရပိုင်းရုတ်တံတွေကနေတောင်ထုတ်လွှင့်ခဲ့တာပါတကယ်တမ်းမှာတော့အနာကပိတ်ဆို့အေးအေးယူမှုတွေကိုရပ်တန့်စေဖို့အတွက်သူ့ရဲ့နောက်ဆုံးကြိုးပမ်းအထောက်အမှုတစ်ခုသာဖြစ်ပါတယ် နောက်ပြီးအရာကပဲအကြီးကျယ်မှားယွင်းတဲ့လှုပ်ရက်ဖြစ်သွားခဲ့တာပါရုရှားဥရပြုလွတ်တော်အမတ်တွေကတော့ဗင်နီဇွဲလာကိုဒီဒုံးကြီးတွေရောင်းချဖို့လူသိရှင်ကြားပြောဆိုနေကြပါတယ်အဲ့ဒီလိုပြောနေချိန်မှာပဲရုရှားမှာရှိတဲ့ဒုံးကြီးတိုးလောင်မှုစုစုပေါင်းရဲ့သုံးဖို့တပုံကိုယူကရိန်းကဖျက်ဆီးလိုက်ပြီးဆိုတာကိုသူတို့သိလိုက်ရပါတယ်အဲ့ဒီဆုံးရှုံးမှုကရုရှားအတွက်အတော်လေးအထိနာစီးခဲ့တာပါဗင်နီဇွဲလာကိုထုတ်ရောင်းမှုမဆိုထားနဲ့သူတို့သုံးဖို့အတွက်တောင်အခက်အခဲဖြစ်သွားခဲ့တာဖြစ်ပြီးဒီအချိန်ထိပူတင်ကအကြီးကြီးတွေပြောနေတော့မှာပဲ ီကိစ္စတွေအားလုံးက Kremlin TV ရဲ့ဒီကလစ်ကလေးကနေစတင်ခဲ့တာပါသူတို့ရဲ့ဆွေးနွေးချက်လေးကတော့စက်ပြောပြမယ်အတိုင်းပါပဲလက်နက်တိုက်ကသူတို့ကိုအသုံးပြုနိုင်မှအတိတ်ပဲရှိတာပါရန်သူတွေကဒီလက်နက်ရဲ့အစွမ်းကိုမြင်ပြီးကြောက်ရွံ့သွားမှရည်ရွယ်ချက်အထမြောက်အောင်မြင်မှာပါကျွန်တော်တို့မှာအစွမ်းထက်တဲ့ original ဒုံးကြီးတွေပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ယူကရိန်းကိုပဲတိုက်ခိုက်နေတဲ့အတွက်အနောက်နိုင်ငံတွေကဂရုမစိုက်ပါဘူးကျွန်တော်တို့အနေနဲ့ယူကရိန်းကိုအထောက်ပံ့ပေးနေတဲ့ ဗြိတိန်ကဒရုန်းစက်ရုံကိုပဲဖြစ်ဖြစ်စကန်ဒီနေးဗီးယားကစက်ရုံကိုပဲဖြစ်ဖြစ်တိုက်ခိုက်နိုင်ပါတယ်အဲ့ဒါတွေကကျွန်တော်တို့အတွက်တရားဝင်ပြစ်မှတ်ပေးလို့ကြညာလိုက်ရင်ရန်သူတွေကြောက်သွားကြမှာပါဒါကိုကျွန်တော်တို့အနေနဲ့တရားဝင်ကြညာဖို့လိုအပ်ပါတယ်ပြီးတော့ပြင်းပြထန်ထန်တိုက်ခိုက်ပြဖို့လည်းလိုအပ်နေတာပါအဲ့ဒီအပြန်လန်ဆွေးနွေးနေတာကတော့ရုရှားရဲ့အစစ်မြေအရာရှိတွေဖြစ်ပါတယ်သူတို့ကဒီဆွေးနွေးချက်ကိုတစ်ခါလုံးကမြင်အောင်အစိုးရပိုင်းရုပ်တံတွေကနေတရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒီကိစ္စကဝါရဖြန့်လာလေဖြစ်နိုင်သလို့ နောက်ဆုံးလက်နက်အနေနဲ့ချင်းချောက်တာလည်းဖြစ်နိုင်ပါတယ်။ဒီကိစ္စကိုလည်းယူကရိန်းသမ္မတဇလန်စကီကအခုလိုမျိုးချက်ချင်းတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းအနေနဲ့ကတော့ရုရှားရဲ့စကားအတိုင်းပဲပြန်ပြောရမှာဖြစ်ပါတယ်။ကျွန်တော်တို့အတွက်လည်းရုရှားနိုင်ငံကစစ်ဘက်ဆိုင်ရာအဆောက်အအုံကပြစ်မှတ်တွေဖြစ်ပါတယ်။နောက်ပြီးရုရှားကိုကူညီပေးနေတဲ့တရုတ်၊မြောက်ကိုရီးယားနဲ့အီရန်တို့မှရှိတဲ့စစ်ရုံတွေကိုလည်းတိုက်ခိုက်နိုင်သင့်ပါတယ်။သူတို့ရဲ့စကားနဲ့သူတို့ကိုပြန်ချီလိုက်ချိန်မှာတော့ရုရှားရဲ့ဝါရဖြန့်သူတွေကဒေါသထွက်ကုန်ချတာပါ ဘာဖြစ်လို့လဲဆိုတော့သူတို့အတွက်အထိနာသွားခဲ့လို့ပါပဲအစိုးဆုံးကအမေရိကန်ကယူကရိန်းကိုတိုမားဟော့ဒုံးကြီးတွေထောက်ပံ့ပေးဖို့စီစဉ်နေတယ်ဆိုပြီးသတင်းတွေထွက်နေတာကြောင့်လဲပါပါတယ်အဲ့ဒီလိုမျိုးဖြစ်မှာကိုရုရှားကတော်တော်လေးစိုးရိမ်နေတာပါတိုမားဟော့တွေမရှိသေးတဲ့အချိန်မှာတော့ရုရှားကတော်တော်လေးအထိနာနေပါပြီဒီကိစ္စနဲ့ပတ်သက်ပြီးရုရှားပါလီမန်ထဲမှာလည်းသဘောထားကွဲလဲမှုတွေဖြစ်နေခဲ့တာပါ ကာကွယ်ရေးကော်မတီရဲ့ဒုတိယအကြီးအကဲဖြစ်တဲ့အလက်စီဆူရယ်လီကတော့ရုရှားအနေနဲ့အော်ရီရှင်နစ်ဒေါင်းကြီးတွေကိုဗီနီဆွဲလားစီအများဆုံးထောက်ပံ့သင့်တယ်လို့အဆိုပြုထားပါတယ်။အရင်ကတည်းကရုရှားနဲ့ဗီနီဆွဲလားကစစ်ပတ်ဆိုင်ရာနီနီကကဆက်ဆံရေးတွေရှိပါတယ်။လက်နက်တွေကိုလည်းရောင်းပေးနေခဲ့တာပါ။ ဲ့ဒါကြောင့်ပဲဗီနီဇွဲလာအတွက်တနစ်စာလုံလောက်တဲ့ဒုံးကြီးတွေကိုထောက်ပံ့ပေးနေတယ်ဆိုပြီးတိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။လက်စီဒီလိုတွေပြောနေရတာကရုရှားမှာသူများကိုပေးနိုင်တဲ့ဒုံးကြီးပိုမရှိတော့ဘူးဆိုတာမသိလိုပါပဲ။ပူတင်ကလည်းရုရှားအရေးနဲ့ပတ်သက်ရင်သူကိုယ်တိုင်ဆုံးဖြတ်ပါတယ်။ပါလီမန်နဲ့လည်းပုံပုံလင်းလင်းသိမ့်မရှိပါဘူး။အဲ့ဒါကြောင့်ပါလီမန်ကတိတိကျကျမသိရပဲတောင်းဆိုနေရတာပါပြောရရင်ယူကရိန်းထောက်လှမ်းရေးတွေကဒီကိစ္စကိုပါလီမန်ထက်ပိုသိသေးပါတယ်သူတို့ကရုရှားရဲ့ original ဒုံးကျည်အကြောင်းကိုတိတ်တဆိတ်စုံစမ်းထောက်လှမ်းနိုင်ခဲ့တာပါ ဲ့ဒီဒုံးကျည်ရဲ့အကြောင်းကိုပါလီမန်ကလူတွေထက်တောင်ပိုပြီးရှင်းပြနိုင်ပါသေးတယ်ဇလန်စကီးကိုယ်တိုင်ကဒီဒုံးကျည်တွေရဲ့အကြောင်းကိုအစည်းအဝေးတစ်ခုမှာအခုလိုမျိုးဆွေးနွေးခဲ့တာပါ original နဲ့ပတ်သက်တဲ့ဒီအကြောင်းကိုရင်တော့ကတော့တခါမှထုတ်ပေါ်မပြောပြခဲ့ပါဘူးလိုရင်းတူရှင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ SBU အဖွဲ့တွေက original နဲ့၃စီးတဲ့ကဒဇင်းကိုရုရှားပိုင်နဲ့ထဲမှာပဲအောင်မြင်ဖြည့်စီပြခဲ့ပါတယ်အသေးစိတ်ကိုတော့ကျွန်တော်မပြောပြပါဘူးဒါပေမဲ့အခုတော့ဒီအကြောင်းကိုပြောလို့ရနေပါပြီအဲ့ဒီစစ်စင်ရေးကအောင်မြင်တဲ့စစ်စင်ရေးတစ်ခုပါ ရုရှားတွေကဒီတုံးကြီး၃စီးတဲကတစင်းကိုဖျက်ဆီးခံလိုက်ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အတွက်ချင်းချောက်မှုကနှစ်စင်းကြံနေပါသေးတယ်။ရုရှားတွေကတစ်နှစ်ကိုဒီလိုဒုံးကြီးထုတ်လုပ်နိုင်နေဆိုတော့အချက်လက်တွေကိုကျွန်တော်တို့ရထားပါတယ်။နောက်နှစ်တွေကြာရင်တော့6စင်းအထိထုတ်လုပ်ဖို့စီစဉ်ထားတယ်လို့သတင်းရထားပါတယ်။အဲ့ဒါမျိုးဖြစ်လာနိုင်အောင်ကျွန်တော်တို့ကတံပြန်အစီအစဉ်တွေရှိနေပါတယ်။အခုတွေ့နေရတာကတော့တမရဇလန်စကီးနဲ့ယူကရိန်း SPU အကြီးအကဲဘာစီမာလွတ်ပါပဲ။ သူကတော့ originally ဒုံးကြီးတွေကိုရုရှားမြေထဲမှာဘလို့ဖျက်ဆီးနိုင်ခဲ့လဲဆိုတာရှင်းပြခဲ့တာပါဒီနေရာကမော်စကိုရဲ့ဗျူဟာမြောက်လက်နက်စမ်းသပ်တဲ့အဓိကနေရာတစ်ခုလည်းဖြစ်ပါတယ် SPU အဖွဲ့တွေကဒီနေရာမှာသူတို့ရဲ့ mission ကိုအောင်အမြင်မြင်ဆောင်ရွက်နိုင်ခဲ့တာပါဂျိုရုဓာတ်ပုံတွေကိုကြည့်လိုက်ရင်လည်းကွာခြားမှုကိုမြင်တွေ့နိုင်ပါတယ်2024ခုနှစ်ဇူလိုင်လတုန်းကရိုက်ထားတဲ့ပုံရိပ်နဲ့2025ခုနှစ်တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာရိုက်ထားတဲ့ပုံတွေရဲ့ကွာခြားမှုကိုအခုအတိုင်းပဲတွေ့နေရတာပါ SPU အကြီးကဲပြောကြားချက်ကိုကိုးကားလိုက်ရင်အဲ့ဒီတိုက်ခိုက်မှုမှာရုရှားအနေနဲ့အထိနာသွားခဲ့တယ်လို့ကောက်ချက်ချလို့ရနေပါတယ်။နောက်ပြီးအဲ့ဒီစစ်စင်ရေးတုံးကရိုက်ကူးထားမိခဲ့တဲ့မြေပြင်ဗီဒီယိုတစ်ခုကလည်းအဲ့ဒီကောက်ချက်ကိုပို့ပြီးခိုင်မာစည်းခဲ့တာပါဒီဗီဒီယိုကလစ်လေးမှာဆိုရင်တော့ရုရှားရဲ့ဒုံးကျည်တိုလောင်ရေးအဆောင်ဟာတိုက်ခိုက်ခံရလို့ပောက်ကွဲနေတာကိုတွေ့ရမှာဖြစ်ပါတယ်ပူတင်ကသူတို့စီမှာ တားဆီးလို့မရတဲ့အဖြစ်အပျက်ဒုံးကြီးတွေရှိကြောင်းထုတ်ပြောပြီးကဘာကြီးကိုခြောက်လန့်ထားတာပါဒါပေမဲ့ထောက်လန့်ရေးအချက်လက်တွေကအဲ့ဒီဒုံးကြီးက၃စီးပဲရှိနေပါသေးတယ်ဒစီးကတော့အသုံးမပြုရသေးခင်မှာပဲယူကရိန်း SUV အဖွဲ့သားတွေရဲ့လက်ချက်နဲ့ပျက်စီးသွားခဲ့တာပါအဲ့ဒါကရုရှားအတွက်အချက်ရစရာလည်းဖြစ်ပါတယ် နောက်ပြီး3စီးတွေကဒဇင်းဖြက်စီးခံလိုက်ရတဲ့အတွက်နှစ်စီးကျန်နေပါသေးတယ်။ဒါပေမဲ့တကယ်တမ်းကဒဇင်းပဲကျန်တော့တယ်လို့ယူကရိန်းထောက်လှမ်းရေးတွေကတည်ထားပါတယ်။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကရုရှားကဒဇင်းကိုထုတ်သွင်းခဲ့လို့ပါပဲ။အဲဒီတော့ကယူကရိန်းကိုအနောက်နိုင်ငံတွေကဒုံးကြီးထောက်ပံ့ပေးပြီးနောက်မှာဖြစ်ခဲ့တာပါ။အဲဒါကြောင့်ရုရှားမှာ original ဒုံးကြီးဒဇင်းပဲကျန်နေတာပေါ်လွင်နေပါတယ်။နောက်ပြီးအဲဒီဒုံးကြီးကလည်းရုရှားမှာမဟုတ်ပါဘူး။ဘီလာရုမှာသွားထားထားတာပါ။ ရုရှားရဲ့နျူကလ িয়ার လက်နက်ဖြန့်ကျက်နိုင်မှုကိုချက်ထွင်းကျင်လို့ပါပဲအဲဒါကြောင့်ပါလီမန်အမတ်တွေနဲ့နိုင်ငံရေးသမားတွေကဗီနီဇွဲလာကိုဒုံးကျည်ထောက်ပံ့ပေးဖို့ပြောနေပေမဲ့ပူတင်ကနှုတ်ဆက်နေတာပါဒီအကြောင်းနဲ့ပတ်သက်ပြီးတိတိကျကျပြောမပြပါဘူးဒါပေမဲ့ဒီဒုံးကြီးတွေထပ်ပြီးထုတ်လုပ်မယ်ဆိုတာကိုပြောခဲ့တာပါအဲ့ဒါကလည်းသူတို့မှဒုံးကြီးလက်ချံမရှိတော့ဘူးဆိုတာကိုအတီးပြုတ်ပေးနေသလိုပါပဲဒီချိန်မှာယူကရိန်းကတော့ဈေးပေါ်တဲ့ drone တွေဈေးပေါ်တဲ့ဒုံးကြီးတွေနဲ့ရုရှားရဲ့စစ်ဘက်ဆိုင်ရာနေရာတွေကိုထိထိရောက်ရောက်တိုက်ခိုက်နေခဲ့တာပါ 2025မှာယူကရိန်းရဲ့ drone နည်းပညာတွေကပိုပြီးအဆင့်မြင့်လာပါတယ်။စမ်းသစ်တီထွင်မှုတွေလည်းပိုပြီးလှုပ်ဆောင်နိုင်လာတာပါ။ဒီ drone တွေကရုရှားရဲ့လက်နက်တူလောင်ယုံတွေစီတင်ရထားတွေတွေရင်းနှချက်ဆက်ယုံတွေအထိထိထိရရောက်တိုက်ခိုက်နိုင်ခဲ့တာပါ။သူတို့သုံးတဲ့ drone အများစုက FPV လို့ခေါ်တဲ့ကာမီကာဇယ် drone တွေပါပဲ။ပြမကိုဝင်းတိုက်ပြီးဖောက်ခွဲဖျက်ဆီးနိုင်တဲ့ drone မျိုးတွေပါပဲအလဲလက်တန်းစား drone ဆိုရင်မိုင်900လောက်ပြန်တန်းတိုက်ခိုက်နိုင်ပါတယ်ပေါင်130ကျော်တဲ့ drone ကြီးထိပ်ဖို့ကိုလည်းသေနိုင်ပါတယ် ဂျက်ကောင်းကိုတိုက်ခိုက်နိုင်ပြီဆိုရင်တော့အများကြီးအကျိုးရှိနေတာပါယူကရိန်းတွေသုံးတဲ့ drone တွေရဲ့တန်ဖိုးကဒေါ်လာ9000လောက်တော့ကုန်ကျနေပါတယ်ဒါပေမဲ့သူတို့ရဲ့ပြစ်မှတ်တွေကဒေါ်လာတန်းစီရှိနေတတ်တာပါဥပမာအပြင်စီတင်ရထားတွဲဆိုရင်ဒေါ်လာ10000လောက်ရှိပါတယ်စီတန်ဖိုးတွေထည့်အတွက်မယ်ဆိုရင်ပိုပြီးတော့များနေအောင်ပါလနဲ့သူလောင်ယုံတွေဆိုရင်လည်းဒီအတိုင်းပါပဲဒီ drone တွေကဒုံးကြီးတွေကိုမရှင်းနိုင်သေးပေမဲ့ view ဟာကြကြတိုက်ခိုက်နိုင်ရင်ကုန်ကျစရိတ်ထက်ဖြည့်စည်းနိုင်စွမ်းကပိုမြင့်နေတာပါ ယူကရိန်းကအဲ့ဒီကွာခြားချက်ကလေးကနေအောင်ပွဲတွေရနိုင်ခဲ့တာဖြစ်ပါတယ်။ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကပြောင်းလဲပြင်လဲရှိတဲ့ဒရုန်းတွေရဲ့နည်းပညာကိုလိုက်မမီဘူးဖြစ်နေတာပါ။အစစ်မြေလေကြောင်းရန်ကာကွယ်ရေးစနစ်တွေပိုင်ဆိုင်ထားတာဖြစ်ပေမဲ့ယူကရိန်းဘက်ကဒရုန်းတွေကိုစိတ်ကြိုက်ပြင်ဆင်ထားတာကြောင့်ကာဖို့မလွယ်ဖြစ်နေပါတယ်။စစ်ဘက်ဆိုင်ရာ area တွေနဲ့နီနီကက်ကက်ရှိနေတဲ့ရုရှားပြည်သူတွေဆိုရင်အဲ့ဒီအကြောင်းတွေကိုပို့ပြီးကြုံတွေ့နေရတာပါ။ ဒီဗီဒီယိုလေးက quality နိုင်မိမဲ့ရုရှားရဲ့လေချောင်းရံကာကွယ်ရေးစနစ်တွေအားနည်းနေတယ်ဆိုတာကိုပေါ်လွင်နေပါတယ်။အဲ့ဒါကိုရုရှားကလေးတယောက်ကထိထိလန့်လန့်နဲ့ရိုက်ကူးခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကရင်းနှီးချက်ဆက်ယုံမှာဖြစ်ခဲ့တာပါ။အဲ့ဒီကလေးကတော့ရင်းနှီးချက်ဆက်ယုံနဲ့မလဲမကမ်းမှနေထိုင်သူတူဖြစ်ပါတယ်။ယူကရိန်းဘက်ကရုရှားကိုချိနဲ့သွားစီမဲ့နေရာတွေကိုရွေးချယ်တိုက်ခိုက်နေခဲ့တာပါ။ရုရှားရဲ့ရင်းနှီးချက်ဆက်ယုံတွေဆိုရင်လေဟိုးအရင်ကလေးကတိစောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတော့ကအနောက်နိုင်ငံတွေနဲ့တင်းမာမှုတိတ်မရှိသေးပါဘူး။ အဲ့ဒါကြောင့်နည်းပညာနဲ့အစိပ်အပိုင်းတွေကိုအနောက်နိုင်ငံသားတွေစီကနေယူခဲ့တာတွေလည်းရှိပါတယ်။ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်းမှာရုရှားကအနောက်နိုင်ငံတွေရဲ့ပြင်းထန်တဲ့ပိတ်ဆို့မှုကိုကြုံလိုက်ရပါတယ်။အဲ့ဒီတွက်စီးပွားရေးမှာဆိုးဆိုးဝါးထိခိုက်ခဲ့တာပါ။ယင်းနဲ့ချက်ဆက်ရုံကိစ္စကိုပြန်ဆက်ရရင်တော့တိုက်ခိုက်ခံရပြီးနောက်မှာရုရှားတွေအပိုးပစ္စည်းထပ်မှဖို့မလွယ်ကူပဲဖြစ်နေပါတယ်။သူတို့ကတိုက်ခိုက်ခံရပြီးနောက်ထိခိုက်ပျက်စီးသွားတဲ့ဆက်ရုံတွေကိုဒီအတိုင်းပဲထားနေရပါတယ်။ဒီအကြောင်းတွေကတော့အနောက်တိုင်းသတင်းမီဒီယာတွေမှာပဲ ဖော်ပြနေတာမဟုတ်ပါဘူးရုရှားပြည်တွင်းသတင်းမှာတော့မှလောင်စာဆီမလုံလောက်တော့ပဲပြည်သူတွေဒုက္ခရောက်နေတဲ့သတင်းတွေကိုခက်စစ်စိတ်တွေ့လာရပါတယ်ပြည်သူတို့ချို့ကလည်းဒီကိစ္စကိုမချိမလဲဖြစ်နေခဲ့ကြပါတယ်လူသိရှင်ကြားထုတ်ပြောခဲ့ကြသူတွေလည်းအများကြီးရှိပါတယ်အဓိကကတော့ရုရှားအနေနဲ့ပြည်ပသွင်းကုန်တွေကိုမိကိုလွန်ရတဲ့ကိစ္စကိုဝေဖန်ခဲ့ကြတာပါ နောက်ပြီးပြီးခဲ့တဲ့လင်းနှစ်အတွင်းရုရှားအနေနဲ့တိုးတက်မှုလုံးဝမရှိလာဘဲတဖြည်းဖြည်းနဲ့ကြက်တဲလာရတဲ့အပေါ်ပူတင်ရဲ့ခေါင်းဆောင်မှုကိုမေကွန်ထုတ်လာခဲ့ကြတဲ့အသည့်ဖြစ်နေကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။